audio boat by anc channel ကိုအစီအမည်စောင့်မျှော်နှဆိုင်နေကြသောပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မှတစ်ပါးဇလန်းလေးရဲ့အပိုင်း၉ကို ချုံမှဆက်လက်တင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ ရန်ကုန်ကအလောင်းတွေပုံသွားတယ်လို့ရှားစွားကလည်းမရရအောင်ပြန်လာ ਈ သူရောက်တော့ကျွဲကပိုက်နာနေပြီဖြစ်တယ်လို့သူ့မြင်တော့ငိုတော့ ਈ ကု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 မလေးနိုင် နားရဲမလေးအမေအာကုကုကဲပါဒီအချိန်ဒီမှာဘလို့မှအပြင်ထွက်မရမှန်သူသိသည်သွားဖားဆရာဝန်ပါလာ၍သာတော်သေးသည်ဟုပြောရမည်ဖြစ်ကကျွဲကိုလေးမှနာလုံးရတဆက်ဆက်တုံနေ ਈ ရင်မှာပေါက်သွားပြီငွေတော့မယ်ချင်းနေသွားဖားဆရာဝန်မကြီးက သူ့နားလာကအကျိုးကြောင့်ပြောပြ၏။ရာဇဝါပြာရာခတ်နေပြီဖြစ်ခါခက်ကြိတ်ကြိတ်မာ၏။ငွေးနိုင်ပါမလား။ကျွဲ့အချင်းကြီးရောဘလို့ရှိလဲ။ငွေးနိုင်မှာပါ။ဒါပေမဲ့အပြစ်မှာဂယုဆိုင်စရာမလိုဘူး။တကယ်လို့တခုခုအခက်ကြုံရင်ခလေးကိုပဲရအောင်ကဲပါ။ခလေးကဖမ်းမဦးစားပေးပဲ။အမေကကိစ္စမရှိ။နားလဲလား။သားဖွားဆရာဝမကြီးကမယုံနိုင်သလိုကြည်လာတာသိပေမဲ့သူကယူမဆိုင်အားပါအပြင်မအခြေအနေကိုလည်းကြည်ရသေးတယ်လို့ ခဏကြာတော့ကလေးငိုတဲ့တဝါဝါကထွက်လာ၏ဟင်းရာဇာဘွားအနားရောက်သားသလိုကလေးကိုလှမ်းချီရန်ပြင်၏မင်းကလေးပါရာဇာဘွား၏မျက်နှာကပြုံးသွားရသလို နီတာရဲလေးရပွေ့ချီ၍ကြည်နူးစွာခြင်းနဲ့တိမ်ငင်နေဖြစ်သွားရသည်တမီးသူ့တမီးလေးကြည်ပါဦးသေးသေးလေးနဲ့ချစ်စရာလေးပင် ထိုစဉ်အုံးဝုံးဟူသောပောက်ကွဲအတန်နှင့်အတူရာဇဘွားအလန့်တကြားဖြစ်သွားသလိုသားဖွားဆရာဝန်မကြီးကော ကျွဲပါကိုလေးတုံတက်သွား၏ဖြစ်ကုန်ပြီပဲဘုန်းခိုခြင်းနဲ့အမြင်စင်းညအမြင်စင်းညပြောလေပြောသူသမီးကိုရင်ဝင်နဲ့ကြင်နေအောင်ထူပေးကယာစာဝါတယောက်ဘုန်းခိုခြင်းနဲ့ပြေးဆင်းသွားသည်ကျွဲကသွေးနုသားနုဟုရဲ့ရဲလေးသာရှိသလိုဝမ်းနဲ့နာကျင်သွားရသည်မှာနှလုံးသားကိုစစ်နီတော့မတင်ကအလိခံလိုက်ရသလိုဖြစ်ဖြစ်လူနာသွား၏မကြောက်နဲ့မကြောက်နဲ့သမီးဆီယမာကြီးရှိတယ်တော်ပါဆရာဦးမကြီးကအကျွဲကိုအတင်းဆွဲသူကကျင်းစီခေါ်လာသလို ကျင်းသားရောက်ခန်းဒီမှာတနတ်တန်တွေကြာနှစ်ယောက်အတူလဲစားသွား၏အမလီဂျပန်လီယူနီစီမှဒရဆက်ပြစ်ခတ်နေသည့်ကြီးစံနေကြသွေးတွေအရွှဲသားဖြင့်တော့ဖွားဆီယမကြီးမှအသက်မရှိတော့မျက်လုံးကြီးပွင့်ကပါစက်မှသွေးတွေစီးကျနေသည်ကိုမြင်တော့သွေးနုသားနုဖြင့်ကြွဲ့မှာသဲချီပြက်မတဲ့ကြောက်လန့်တုန်လှုပ်သွားရသည်အာအာသွေးသူအမလီချက်ခနဲ့လက်တစ်ဖက်ထွက်လာကစောင့်ဆွဲခံလိုက်ရသလို ွဲ့ကိုလေးမှာကျင်းတဲ့ဘုံကနေပြုတ်ချလိုက်။ခလေးမွေးပြီးကစားမှုခါအောက်ပိုင်းကပြင်းပြင်းထန်ထန်အောက်တန်လာချင်းသွားရတယ်လို့ကျွဲသတိပါလစ်သွား၏။ခလေးငိုတဲ့အနေနဲ့အတူယာဇာဝသမီးကိုပွင့်ချီထားရင်းကသတိလစ်နေသည့်ကျွဲ့ကိုငေးကြည့်လာသည်။သမီးနှုတ်စာနေပုံပေါ်လာမှုကျွဲ့အင်းကြီးရင်စိတ်လေးတွေကိုအသာဖြုတ်ခါသမီးနှုတ်ဆုလို့ရရန်တည်ပြီးလိုက်သည်။နှုတ်ဆုနေသည့်သမီးပုံစံလေးကိုကြည့်ရင်းရာဇဝါနှက်ခမ်းတွေပြုံယောင်တန်သွား၏ ချစ်စရာလေးဗျာဖေးသမီးလေးကနှုတ်ဆာနေတာမဟုတ်လားဟမ်သမီးလေးအတော်ကြာမှအတန်နေငိမ်သွားတယ်လို့ရာစာပွားအခြေအနေကြည့်ရန်အပြင်သို့ထွက်လာခဲ့သည် နောက်ထပ်လေးရင်းနေမလာခင်ရန်ကုန်ကနေထွက်ရမည်ဆိုတာသိလိုက်ရတယ်လို့သမီးတို့လိုအပ်သည့်အနည်းတွေအိတ်ထဲစုပြုံးကအမြန်ချဲ၏ဟေးခလီလီတော်ဟိဟင်ခြာကနေလက်ကြည့်လိုက်တော့အိယာထဲအိပ်ပြောနေသည့်သမီးကိုပြုံးရီကစိုက်ကြည့်နေသည်ကျွဲ့ မင်းသတိရပြီလားဟင်ဘယ်သူတော့ငါလားငင်ရငါ့ကိုပြောနေတာလားရာဇာဝါစိတ်ခဲထင်သွားရတယ်လို့ကျွဲ့အလားကြပြကြရာရောက်လာသည်ကျွဲ့မျက်နှာလေးကိုစူးစိုက်ကြည့်ကအခဲခံပြီးတော့မျက်လုံးတွေကလည်းကနာမငင်းတယ်လို့လက်ညှိုးလေးကပ်ရင်းတခိခိရည်နေသည်ယူသွားပြီပဲသွေးလန့်ပြီးယူသွားပုံရသည်ခလီလေးကိုချီမယ်နော်သမီးစီလက်နှမ်းလိုက်တာမို့ ရာဇဝါကပြားကရာဆောက်တွန်းပြစ်လိုက်သလိုကျွတ်ခမရဘေးသို့လဲကြသွား၏ဟဲ့ဟဲ့ငါတပည့်မထိနဲ့ဟုတ်သည်ကြွယ်ရအခုချိန်မှာစိတ်ပုံမှန်မဟုတ်အယူဆိုတာစိတ်ထဲရှိသလိုတတမိုးတမီးကိုအန်ဒီရမပေးဘူးစိတ်မချနိုင်ကြွယ်ကမျက်နှာလေးစူပုတ်ခါနှကန်းလေးစူငင်လူလဲထား၏နော်လိုက်တာဟဲ့နင်ကလေအရင်အရက်လောက်တာပဲငါကလေးလေးကိုချစ်လို့ဟာအနာကလာတော့ရာဇဝါသမီးရှိမှကာထိုင်း အငင်းဆောင်ထားလေးရှိသည့်ဓာတ်ကိုဆွဲထုတ်ကရွယ်လိုက်။ရွယ်ထားလိုက်သည်။အနာကတ်မလားနဲ့နော်။ငါသမီးနဲ့ဝိုးဝင်းနေ။တက်ပစ်ပလိုက်မပါအောင်မင်း။ကျွဲမျက်လုံးလေးပြူးသွားကကြောက်လန့်သွားပုံရ၏။ထိုစဉ်ဥဝဲဥဝဲဟုသောသမီးငိုတဲ့ကြောင့်ယာဇဝါဆက်ခနေဖြစ်သွားရသလိုကျွဲကတောင်းလေးတွင်သွက်ကန်နေ၏။ယာဇဝါသမီးလေးကိုကောက်ချီလိုက်ရင်မှဖေးရှိတယ်နော်သမီးလေးရေမငူပါနဲ့ဗျာအင်းတိတ်ပါကွယ်တိတ်ပါ သမီးကလည်းဥဝဲဥဝဲနဲ့အဆက်မပြတ်ငိုနေ။ရာဇဘွားကြွယ်ကိုလှမ်းကြည့်မိသွားတယ်လို့ကြွယ်ကလည်းခတ်တိုးတိုးလေးရေရွရှာ၏။ငို့စာနေရလားမသိ။ငါစီမှာရှိတာ။ကြွယ်ပုံစံကိုကြည့်ရင်မှရာဇဘွားဆုံးဖြတ်ချက်ချလိုက်သည်။သမီးအတွက်လှလုံးကြွယ်ကိုသူလိုသည်။လေရင်တွေထပ်မလာငယ်။သမီးကိုချီ၍လှေစိတ်ဆင်းခဲ့သည်လို့ကြွယ်ကတော့သူ့နောက်ကရင်ရွရွလေးပါလာ၏။ ရန်ကုန်ကနေအန်ဒီရဲ့ကင်းကင်းထွက်လာနိုင်ပေမဲ့မြို့ကိုရအောင်ပြန်ရမည်ဖြစ်တယ်လို့လမ်းခရီးမှာအစစ်ဆေးကလည်းများလာသည်။ကြုံရရတရတွေဝင်တဲပေမဲ့စားရေးတောက်ရေးကတော့အဆင်ပြေလာသည်မဟုတ်ပါ။ခလေးနိုးတိုက်နေသည့်ချိန်ကလွဲ၍သမီးကိုကျွယ်နေအထီမကန်းတယ်လို့လမ်းခရီးမှာပင်ပန်းလာမှုသမီးကိုပူပန်းရသည်။သူ့သမီးလေးကိုသူသိချစ်သည်။ညဘက်အိမ်ရင်အောင်ချင်းတွေဖြုတ်ပြီးဒီအသားနှုတ်လေးကကြိုက်ကြမည်ဆိုတာမှမအိမ်နိုင်မဲပစိုးတစ်ထည်ဖြင့်ချင်းထိုင်ရန်ကအေးအေးပြက်ခန်းဆောင်သည်။ ဒုက္ခနာဝင်နာနေသည့်ရွာအားရန်ကုန်မှပြေးလာသည့်လူတွေထွက်ရောက်လာကသမုဒိယဘာပါလာသည်ဖြင့် သူ့ကိုမြင်တော့ပြေးလာပြီးငိုယူထူရိုက်၏မောင်မောင်းတယ်သိလားမောင်တိရက်ဆက်တာပဲပြစ်ချရက်တယ်နော်ရာဇာဝါဘာမှပြန်မပြောမိသလိုတမီးကိုမြင်တော့သမုဒိယကသူ့ကိုငေးကြည့်လာ၏ဒါမောင်တမီးလေးလေဒါလည်းကြည့်ပါဦးချစ်စရာလေးမဟုတ်လားမချစ်ပင်မဟန်ဆောင်ကပြုံးရီ၍ခေါင်းငိတ်ပြလိုက်ရသလိုအခုမှတတိယသွားရင် လှလုံးကျော်ရောတည်သွားပြီလားယင်ရာဇာဝါတပင်းချလိုက်မိရင် မေးဆက်ပြလိုက်သည်တမူရီယာလန်းကြည့်မိတော့တပင်းအောက်တွင်ဇဲရီခုတ်ပြီးစော်နေသည်လှလုံးကျော်ကိုမြင်တော့နားမလဲသလိုမောင်ကိုပြန်ကြည့်မိသည်တွင်းနူတာနူနဲ့ဆိုတော့ယူသွားတယ်ထင်တာပဲစစ်ကပုံမှန်မဟုတ်ဘူးအိုးတမူရီယာအမေရိကန်လေးထွက်သွားသလိုငေးပြီးကြောင်ကြည့်နေမိသည် သူမကိုကြည့်နေတာနင်းတော့လက်ကလေးဝေယံပြလင်းဟီးနေရီပြလာ၏ဖျားကြီး တကယ်ယူသွားတာပါလားမောင်မညောင်းလားမောင်ရဲ့ခလိကိုဒီကိုပေးလေသမှုရချီထားပေးမယ်ရတယ်ရတယ်မောင်မညောင်းကဲပါပေးဆိုရတယ်မောင်သမီးကိုမောင်ဝါသာချီမယ်သမူရီယာမျက်လုံးလေးဝိုင်းသွားရတယ်လို့ရာဇဘွားမျက်နှာငေးကနေကြည့်နေသွား၏ဒါအော်စရာလားမောင်ဟု sorry ဒါလင်ဒါလင်ပြင်မမဆိုးလို့ပါအိတ်တော့အိတ်တော့မောင်အိရတယ်ပဲဝင်အိတ်လိုက်သမူရီယာမောင်ကိုမျက်စောင်းထိုးလိုက်မိတယ်လို့မလန်မကန်းနေထိုင်က ရှင်လွင်တစ်ဖက်ဖက်လက်ရိုက်နေသည့်ခါလုံးကျဲအားကဲကြည့်မိသည် ပေးထားသည့်ခေါင်းလေးပေါ်လဲ၍ကွေ့ကွေ့လေးအိတ်ခါပစက်ကတလှုပ်လှုပ်ဖြင့်ဘာရီရွနေမှန်းမသိညကနဲ့နေပြီဖြစ်သည်လို့နှစ်ချိတ်စွာအနီးထုတ်ကလေးထုတ်ရသဖြင့်အိတ်ပြောနေသည့်သမီးလေးမျက်နှာအားခက်ပြုံးပြုံးလေးငြိမ့်ချနေမိသည်ချစ်စရာကောင်းလိုက်တာသူ့သမီးလေးကတကယ်အဖိုးရန်ယတနာလေးပဲရုတ်တရက်အပေါ်ပါသွားကျင်လာသလိုသမီးကိုလည်းစိတ်မချအိပ်ပျော်နေသည့်သမုဒ္ဒရာကိုစိုက်ကြည့်ရင်မှမျက်နာနာလက်ဖြင့်ဝေယံလိုက်သည် တကယ်အိတ်နေတာသေးကြမှခြေနောက်ထဲကထွက်လာရင်အိမ်နောက်ကိုထွက်လာခဲ့ပေမဲ့လူကစိတ်မပြောင်းအိတ်ပြောနေရမှခလေးငိုတန်းရောက်တမှုရီယာထထိုင်မိသလိုမောင်ကိုမတွေ့သဖြင့်ဘေးဘီလိုက်ခဲ့ချင်မိသည်ဥဝဲဥဝဲနဲ့ခလေးငိုတန်းကကြဲကြဲလောင်လောင်ဖြစ်နေသည့်ခလေးရဲ့တိတ်ပါနော်တိတ်တိတ်တိတ်ဘာလဲဘာလဲဘာဖြစ်တာလဲပြီးစွန်သမီးကိုမောင်တယောက်ဘဲကနေရောက်လာမှမသိခြေနောက်ထဲဝရောတော်ပါပြေးဝင်လာပါ မှုရိယလက်ထက်မှာခလေးကိုအတင်းလူကသူ့သမီးကိုပွေချီပြသည်။ဘာလုပ်လိုက်တာလဲ။မင်းမင်းငါသမီးကိုဘာလုပ်လိုက်တာလဲ။သမှုရိယမျက်လုံးလေးဝိုင်းသွားရတယ်လို့မောင်သမီးကိုဘာလုပ်ရမှာလဲမောင်ရဲ့။မင်းသမီးကိုဆက်ဆက်ရတာမဟုတ်ပါဘူးနော်။မလုံးနဲ့နော်သမှုရိယ။သမီးကိုချင်ငါဘသူ့မှတိမခံအောင်။ပြောလဲပြောသူ့သမီးကိုလေးကိုစစ်စစ်ပေါပေါထန်ရလိုက်ကြည့်။ရင်ထဲထိခိုက်သွားရတယ်လို့မြေကြီးစားရိုးဝက်တက်လာရင်မှခလေးကနှုတ်စာလို့ငိုတာပါမောင်ရဲ့ ရာဇာဝါကွိကွိလေးကျမ်းပြင်ပေါ်အိမ်နေသည်ထလုံးကျော်စီအကြည့်ရောက်သွားရသလိုခြံတော်ထဲကနေသမီးကိုချီရင်ထွက်လာသည် သမူရီယာကခြံတော်ထဲသူတို့သားဖားနဲ့အတူအိတ်သလိုလှလုံးကျော်ကိုကအပြင်မှာခေါင်းတစ်လုံးပေးထားလိုက်သည်အိမ်နေသည်စီရောက်လာရင်မှဟိတ်ဟိတ်ခြံလုံးကျော်ထားစမ်းခလေးကိုနှုတ်တိုင်အောင်အာအိတ်ချင်နဲ့ပေသေးအိတ်ချင်နဲ့ရာဇာဝါသမီးနိုးဆိုနေသည်ကိုဘေးမှငုတ်ထုတ်ထိုင်ကြည့်ရင်လက်ဖွားသေးသေးလေးကခြင်ထားလိုက်သည်မနေ့ကြရင်ရွာကထွက်မြည် လန်ခီးကတောကြောင်ဓမြတွေထကြွသည့်နေရာမှုစိတ်ပူသလိုမြို့ပြန်ရောက်နေသူအစဉ်ပြေပါပြီ။ရှားစာဘွားတမိကိုခြိထားရင်မှတော်လန်လေးတိုင်းလျှောက်လာခဲ့သည်။သူ့ဘေးမှာတမှုတရားကပါလာသလိုလှလုံးကျဲကတော့ခုံပေါက်ထည့်ရဆော့ရင်းလိုက်လာသည်။မောင်ရေးတော့အောင်လေ။ရပါတယ်ဒါလိမက်တော့။တမှုတရားရေကိုမော့တောက်လိုက်ရင်မှလှလုံးကျဲစီအကြည့်ရောက်သွားကဟဲ့ယူမလာရေးလာတော့။အောင်မဲဘာယူမလဲ မြင်ပဲအယူငါကမင်းသမီးလေးနော်လာလုံးကျဲကခုံပေါင်းရင်အနားရောက်လာသည် ပေးချန်နေသလိုမျက်နှာကလည်းကြောင်ချီယုတ်ဖြစ်နေသည်ရေဘူးကိုလှမ်းယူရန်ပြင်လိုက်ပေမဲ့ဖဲ့စမ်းဒါနဲ့ဘယ်လိုလုပ်လိုက်တာလဲဒီကသမီးကိုလည်းတိုက်နေရတာလေသူကညစ်ပတ်နေတဲ့ဟာကိုသမီးကိုဒုက္ခရအောင်လုပ်နေရဒေါသတကြီးရေဘူးကိုဆွဲယူသွားသည်မောင်ကြောင်သမှုရိယရင်ထဲမကောင်းဝါရသလိုလှလုံးကျဲကိုကြည့်မိတော့နှက်ခမ်းလေးတက်နေသည်အစားလဲကောင်းကောင်းကျွေးတာမဟုတ် ဒါပေမဲ့မောင်ရဲ့သူလဲရေးစာမှာပေါ့စာစာသေးသေးကွာမောင်သမီးကိုဥပဖြစ်မဲ့ကိစ္စဘသူမှငဲ့မနေနိုင်စိတ်ပုတ်လိုက်တာဟဲ့နင်းရလဲငါလဲရေးစာတာပေါ့နှစ်သမီးကိုကြတော့နှုတ်တိုက်ပေးရတယ်ခါလီတောက်ခါရံပြန်တွေ့လာသည်လာလုံးကျွဲကြောင်းယာဇဝါခတ်တင်းတင်းစိုက်ကြည့်ဖြစ်သည်ထိုခါမှငြိမ်သွားသလိုသူ့ကိုတော့ကြောက်သည် ာတဘာဇလန်းလေးရဲ့ပိုင်းကူလီကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။အပိုင်း30ကို မကြခင်မှာတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ဆက်လက်ဆောင်ရနာစင်အားပေးကြပါအောင်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။